အဲ့ဒီကျွန်တော်တို့ကင်နေကြကျွန်တော်ရဲ့မိုဘိုင်းလိုင်းလေးပေါ့နော်ခဏလေးပဲကဲကောင်းတစ်လေးနဲ့အားပေးနေကြတဲ့မိတ်ဆွေတွေနော်မန်လေးတွေတယောက်တည်းကြောင်းလဲရေးခဲ့ကြအောင်ဟုတ်ပြီလား အဲ့ဒီကိုထေတုံညာခါနဲ့ဗရိတ်ကိုเนาะတစ်နှစ်ကျော်မှာကျွန်တော်တို့၃တုံညာအခွနဲ့ဗရိတ်၁၁เนาะဒီလိုင်းနေရသိပါတယ်ဆရာစိုးစောလည်းအမြဲပြနေတယ်အဲ့ဒီမှာတခါတုံညာထိတ်နေတုံညာခါနဲ့ဗရိတ်တုံညာတစ်နှစ်ကျော်မှာဗရိတ်၁၀ပေါ့ဗျာเนาะသူကဒီဇလန်းနေအဲ့ဒီနေရာမှာကျွန်တော်တို့ကလွယ်လွန်းတော့မကြိုက်ဘူးဆိုပြီးထားခဲ့တဲ့ကဏ္ဍလေးရထားထွက် နော်တစ်ထိပ်ပရိတ်တည်းဒီနေ့ကြောင့်မှသုံးတုံညာအခွားကိုပရိတ်6ဆိုပြီးတော့သူက360တဝက်တည်းထွက်သွားတယ်နော်အဲ့အဲ့ဒီ line လေးရဲ့ရဲ့နောက်နှစ်မှာထူးခြားဖြစ်စဉ်လေးတစ်ခုရှိတယ်ပေါ့အဲ့ဒါလေးကကျွန်တော်မိတ်ဆွေတွေလည်းတွေးပေါ့နော်ကျွန်တော်တွေးပြခဲ့မယ်တွေးပြခဲ့မယ်ဆိုတော့အဲ့သူ့ရဲ့ဒီပရိတ်ဆက်တည်းကနောက်နှစ်မှာကျွန်တော်တို့ချစ်ခွန်လေးဆိုတဲ့ နော်၄နောက်ပိတ်နဲ့ဗရိတ်ကိုးကဏ္ဍတစ်ခွက်ထွက်တယ်အဲ့၄နောက်ပိတ်နဲ့ဗရိတ်ကိုးကဏ္ဍသည်6ရဲ့နှက်ခတ်ဗရိတ်ကိုးလို့ရိုက်ထားတဲ့အောက်ဇောင်းမှသူထွက်တယ်အဲ့ဒီထွက်တဲ့၄နောက်ပိတ်နဲ့ကဏ္ဍကသူ့ရှေ့နှစ်ကကဏ္ဍနော်သူ့ရှေ့နှစ်ကကဏ္ဍဟုတ်ပြီအဲ့ဒါဆိုရင်သူ့ရှေ့နှစ်ကကဏ္ဍဆိုတော့ကျွန်တော်တို့ဒုတိယကတ်မှာလည်းအဲ့ဒီလိုပဲ တုံညာထိပ်ပရိတ်တုံညာလို့ရိုက်တယ်တနှစ်ကျော်မှ390လို့သူထွက်တယ်သူ့ရဲ့နောက်နှစ်မှာပရိတ်6ဆိုတဲ့ကဏ္ဍကနော်ကျွန်တော်တို့6ထိပ်စီ6နှစ်ကပရိတ်6လို့ရိုက်ပြီးမှသူ့ရဲ့အောက်ဆောင်မှာ၄နောက်ပိတ်နဲ့ပရိတ်6လို့သူထွက်တယ်အဲ့ဒီထွက်တဲ့ကဏ္ဍကလည်းသူ့ခြေနှစ်ကကဏ္ဍပဲ။နော်သူ့ခြေနှစ်ကကဏ္ဍပဲ။ဟုတ်ပြီ ဒါဆိုရင်ကျွန်တော်တို့ကအခုဒီနေရာမှာ6ထိပ်စီးထွက်တယ်6နှက်ခတ်ပရိတ်6လို့ရိုက်တယ်သူရဲ့အောက်ဆောင်မှာ၄နောက်ပိတ်နဲ့ပရိသတ်6ဆိုတဲ့ကဏ္ဍတစ်ခွက်ကသူ့ရှေ့နှစ်ကကဏ္ဍဆိုတော့တစ်ခွက်တည်းရှိတယ်၅34ဆိုတဲ့ကဏ္ဍနော်ဒါကျွန်တော်တမျိုးတွေးပြလိုက်ပြီနော်အဲ့ဒီမှာအဲ့ဒီမှာဆိုတော့ းဘောင်းမရလဲကြက်နေတယ်ရေးအဲ့ဒီမှာကျွန်တော်တို့ဒီ6 6နှစ်ခတ်ပရိတ်ကိုလို့ရိုက်တယ်သူ့အဆောင်မှာ၄နောက်ပိတ်အငိမ့်နဲ့ပရိတ်ကိုပဲဒီကနန်းဒီသူ့ရှေ့နှစ်က၄နောက်ပိတ်နဲ့ပရိတ်ကိုကနန်းမယ်နော်ဒါဒီလိုတွေးတာတမျိုးပေါ့အဲ့ဒီပရိန်ထဲမှာလည်းကျွန်တော်တို့6ထိပ်စီထွက်ပြီး6နှစ်ခတ်ပရိတ်ကိုလို့ရပြီးအဲ့ဒီ6ရဲ့အောက်ဆောင်မှာ ဒီပရိတ်ကိုးဒီပရိတ်ကိုးကို၄နောက်ပိတ်နဲ့ပရိတ်ကိုးလို့ထွက်တယ်ထွက်တဲ့ကဏ္ဍကသူ့ရှေ့နှစ်က၄နောက်ပိတ်နဲ့ပရိတ်ကိုးကဏ္ဍဖြစ်ကနော်အဲအခုကျွန်တော်တို့ကဒီမှာ၆နှစ်ခတ်ပရိတ်ကိုးလို့ရိုက်ဒီမှာလည်းပရိတ်ကိုးရှိတယ်မရိုက်ဘူးနော်ဒီမှာပရိတ်ကိုးရှိတယ်၆ထိပ်ကမဖြစ်ဘူးနော်အဲ့တော့ဒီပရိတ်ကိုးတစ်ခွက်တည်းရှိတယ်အဲ့ဒီပရိတ်ကိုးဒီ ီနေရာမှာဗရိတ်ကိုးကို၄နောက်ပိတ်နဲ့ဗရိတ်ကိုးလို့ရိုက်မလားကြောက်ပြီဒါတစ်ချက်ကျွန်တော်တို့တွေးပြီအဲ့တော့၄နောက်ပိတ်ဗရိတ်ကိုးဆိုရင်တခွက်တည်းထွက်ကမှာကတော့၄နောက်ပိတ်နဲ့ခဏန်းလေးဖြစ်တဲ့934ဒါနံပါတ်1စဉ်းစားလိုက်တာဟုတ်ပြီကျွန်တော်တို့အဲ့ဒီမှာ၃ခတ်မှာအဲ့တော့ရိုးရိုးသားသားမပြီးဘူးเนาะရိုးရိုးသားသားမပြီးဘူးနည်းနည်းထူးထူးဆန်းဆန်းပြီးမယ်အဲ့တော့နည်းနည်းလေးအိုင်ဒီယာလေးထည့်တွေးကြတာပေါ့ အဲ့အဲ့ဒီဟာထက်တွေးမယ်ဆိုတော့အဲ့ဒီ site မှာကျွန်တော်တို့အခု၄90ပြီးသွားတော့နောက်တစ်မျိုးကျွန်တော်တို့ဘယ်လိုတွေးမယ်တော့ဆိုတော့အဲ့ဒီဗရိတ်ကိုးစီကိုးဗရိတ်လို့ရိုက်သူရှိနှစ်ကကဏ္ဍဟုတ်ပြီဒီအပေါ်ကဗရိတ်ကိုးကဘာလို့ခံခဲ့တာလဲ ူကဒီဗရိတ်ကိုးကိုးလို့ဈင်းမှာလားအဲ့ဒီဗရိတ်ကိုးရဲ့ဈောင်းကခဏန်းသည်ဗရိတ်ကိုးထပ်မှာလားဗရိတ်ကိုးအထက်ကိုသူ့ရှေ့နှစ်ကခဏန်းနော်ဒီလိုတွေးကြည့်မယ်ဟုတ်ပြီဒါတမျိုးဖြစ်သွားပြီနော်ခုနကတမျိုးအဲ့တော့ဒီမှာဒုတိယကတ်မှာလဲ6ထိပ်ဗရိတ်ကိုးလို့ရိုက်တယ်အဲ့ဒီဗရိတ်ကိုးသည်အောက်ဈောင်းမှာ၄နောက်ပိတ်နဲ့ဗရိတ်ကိုး အဲ့ဒီ၄နောက်ပိတ်နဲ့ဗရိတ်ကိုးဒီသူ့ရှေ့နှစ်က၄နောက်ပိတ်နဲ့ကနန်းဒါတစ်ချက်တွေးလိုက်ပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီကိုးဗရိတ်ကိုးဗရိတ်လို့ယူလိုက်တာတကယ်လို့အဲ့ဒီလို့မဟုတ်ဘူး၆ရဲ့နက်ခတ်ဗရိတ်ကိုးလို့ရိုက်တယ်သူ့အောက်ဆောင်မှာထွက်တယ်ဟောဒီဗရိတ်ကိုးဒီကိုးဗရိတ်လို့ထပ်ပြီးတော့သူ့ရှေ့နှစ်ကကနန်းလာအဲ့ဒါတမျိုးဖြစ်သွားပါနော်ကဲဒါဆိုရင်ဒီနေရာမှာစကားပြောပြီး ဘာလို့တုံးဆိုတော့ဒီနေရာမှာမူကွဲနေတာ6ထိပ်ပရိတ်ကိုးလို့ရိုက်ပြီကွာသူ့ဇောင်းမှာဘာလို့ပရိတ်ကိုးမထည့်ပဲကိုးပါွာ၄ကြီးထည့်သွားတာတော့အဲ့တော့ကျွန်တော်တို့ကဒီပရိတ်ကိုးရဲ့ဇောင်းမှာရှိတဲ့၄ပရိတ်ဒီသူ့အောက်မှာ၄ပရိတ်အထက်နဲ့သူ့ခြေနှစ်ကကနန်းဆို တကွက်သေးပဲရှိတယ်เนาะတကွက်သေးပဲရှိတယ်6 6နှစ်ဆိုတဲ့ကနန်းเนาะ အဲ့ကျွန်တော်က662နှစ်ကိုတဲ့ဒီလိုဘာလို့ရေးထားတော့ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကစားရမှာကဟောဒီ၄နောက်ပိတ်ကလေး၄ပါဝါဗရိတ်ကိုနော်အဲ့6နှစ်ခတ်ဗရိတ်ကိုသူကဘယ်လိုယူယူယူလို့ရတယ်အဲ့ဒီ၄ဒီဟောဒီမှာ၄နောက်ပိတ်နဲ့ဗရိတ်ကိုဗရိတ်ကိုကအထက်ဖြစ်ကမယ်နော် အဲ့တော့ brake ကိုထပ်မယ်ဒီလေးစီဒီမှာလေးအပိတ်နဲ့သူ့ရှေ့နှစ်ကခဏန်းဆိုပြီးဒီကောင်းကိုထည့်သလားအဲ့ဒါတမျိုးအဲ့တော့ကျွန်တော်တို့ဒီမှာလဲ6နှစ်ခတ် brake ကိုရိုက်ပြီးသူ့ဆောင်ကခဏန်းပြီး brake ကိုဖြစ်နေပေါ့ brake ကိုထပ်မယ်ထပ်လိုက်တဲ့နေရာမှာဟောဒီ၄နောက်ပိတ်ဒီ၄နောက်ပိတ်အငိမ့်နဲ့ brake ကိုထပ်ပြီးတော့သူ့ရှေ့နှစ်ကခဏန်းဆိုရင်ဒီခဏန်းကဲဒါဆိုရင်ကျွန်တော်တို့ 6ထိပ်စီ6နှက်ခပ်ပရိတ်ကိုသူ့ဆောင်မှာထွက်တဲ့ကဏ္ဍက4ပရိတ်အဲ့ဒီ4ပရိတ်ဒီသူ့အောက်မှာ4ပရိတ်လို့ထပ်ပြီးတော့4ပရိတ်လို့ထပ်ပြီးတော့ဟောဒီနှစ်နောက်ပိတ်ကလေးကနှစ်နောက်ပိတ်အငိမ့်နဲ့ထွက်မယ်ဆိုရင်662နှစ်ဆိုတဲ့ကဏ္ဍပရိတ်4တကွက်သေးရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကအမျိုးဆုံးတွေးရမယ် သုံးကမှမယိုရှင်မှုလှဲ့မယ်လှဲ့ခွက်ကိုမြင်အောင်တော့တွေးမှမှာပဲเนาะအဲ့တော့ရိုးရိုးသားသားပြီးမယ်ဆိုရင် ကိုးပရိတ်ကိုကိုးပရိတ်လို့ပို့လို့ကိုးပါဝါ၄နောက်ပိတ်နေသူ့ရှေ့နှစ်ကပရိတ်ကိုးကနန်းလားအဲ့ဒီလိုမဟုတ်ဘူးကွာဒီ၄နောက်ပိတ်က၄နောက်ပိတ်နဲ့ပရိတ်ကိုထပ်ပြီးတော့သူ့ရှေ့နှစ်ကခဏလာเนาะအခုလဲဒီမှာ၆နှစ်ခတ်ပရိတ်ကိုလို့ရိုက်ပြီး အဲ့ဒီဗရိတ်ကိုးစီဒီနေရာကိုဗရိတ်ကိုးဆောင်စင်းပေါက်ပြီးတော့ဒီကိုးပါဝါ၄အပိတ်နဲ့သူ့ရှေ့နှစ်ကကဏ္ဍလာဒါမှမဟုတ်ရင်ဗရိတ်ကိုးဆောင်ကကိုးဗရိတ်တီထပ်မယ်ဒီ၄နောက်ပိတ်က၄နောက်ပိတ်နဲ့နော်သူ့ရှေ့နှစ်ကကဏ္ဍလာကဲဒါဆိုရင်ကျွန်တော်တို့၆ထိပ်စီးလို့ထည့်ပြီးဗရိတ်ကိုးလို့ရိုက်ပြီး ပရိတ်ကိုကို၄နောက်ပိုင်းနဲ့ရရင်၅တုံညာ၄တခွဲပဲရှိတယ်၆တုံညာ၃တော့မှရန်စရာမလိုဘူးဖြစ်နေလားเนาะဒါဆိုင်အရာပေါ့လေကဲအဲ့တော့ကျွန်တော်တို့အဲ့လိုမယူဘူးကြာပြီလားတဲ့တစ်နှစ်ကျော်ပြီနဲ့တူတယ်ဗျာเนาะမနှစ်ကတော့ပါပဲအဲ့တော့ဒီနှစ်နောက်ပိတ်ကလေးဒီဒီပွဲမှာနှစ်နောက်ပိတ်အငိမ့်နေမနှစ်ကကနန်းလို့သူထည့်လိုက်ရင် လေးပရိတ်ကလည်းတကွက်သေးရှိတာအဲ့ဒါသူ့ရဲ့လှည့်ခွက်ကိုကျွန်တော်ပြတယ်အဲ့ဒါလေးပရိတ်အဲ့ဒီလေးပရိတ်ထက်ကားမဲ့ site ကနောက်တစ် site ရှိသေးတယ်နော်ဒီဒီ site တည်းမဟုတ်ဘူးဒီလေးပရိတ်ကိုရှော့မတွက်နဲ့နော်ဒါလေးလေးကျွန်တော်သတိပေးခြင်းအဲ့တော့လေးတုံညာက9တုံညာ4ထိုးမလား66နှစ်ထိုးမလားကြိုက်တာထိုးနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒီကဏ္ဍကဘယ်လောက်ထိအောင်အားကောင်းတယ်လဲဆိုတာကျွန်တော်တို့ပြန်ပြောပြမယ် ဒီ၄နောက်ပိတ်နဲ့ခဏသည်နောက်နှစ်မှာ၄နောက်ပိတ်အငိမ့်ပရိတ်ကိုကျွန်တော်ဟာပဲရောက်ဒီမှာကျွန်တော်အောက်ကစရွက်နေသွားပြန်နော်ဒီ၄နောက်ပိတ်နဲ့ခဏသည်သူ့ရဲ့နောက်နှစ်မှာ၄နောက်ပိတ်ပရိတ်ထက်ကိုထွက်တဲ့အချိန်မှာသူ့ရဲ့ရှေ့နှစ်နှစ်ကျော်မှာပရိတ်ကိုဆိုတဲ့တော့ထောက်ပြီးတော့မှာကိုးပါပါ၄နဲ့ထွက်တာလားနော်ပရိတ်ကိုကိုးလို့ရိုက်ထားတဲ့ခဏထွက်တာလား ဒါမှမဟုတ်ရင်ကိုပရိပုံတွေထောက်ထားတဲ့ကဏ္ဍလားဒီမှာသူကတော့နှစ်ချက်ကညီနေတာအဲ့ဒီကဏ္ဍကလည်းဒီလိုပဲသူ့ရဲ့အရှိနှစ်နှစ်ကျော်အောက်ဆောင်မှာပရိကူးထောက်ပြီးတော့အဲ့ပရိကူးရဲ့ဇောင်းကကဏ္ဍအဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီလိုမျိုးလိုက်ကြည့်တဲ့အခါကျတော့ဒီမှာက၄ပရိရှိတယ်မြင်းကုန်မှာ၄ပရိတော့မရှိဘူးเนาะဒါပေမဲ့ဒီကဏ္ဍကလည်း၄နောက်ပိတ်ကဏ္ဍဖြစ်နေတယ်ဒါတပတ်တစ်တစ်ချက်เนาะ အဲ့တော့လေးနဲ့မယူဘူးကငါတို့ကိုးပရိတ်နဲ့ယူတယ်ကိုးပရိတ်နဲ့ယူမယ်ကိုးပရိတ်ရဲ့နှစ်နှစ်ကျော်ကနှစ်နောက်ပိတ်နဲ့ပရိတ်၄ခန်းဆိုရင်ဒီ၆၆နှစ်သူကနှစ်နှစ်ကျော်ဘူးเนาะပရိတ်ကိုးနှစ်နှစ်ကျော်ပရိတ်ကိုးရဲ့နှစ်နှစ်ကျော်ပရိတ်ကိုးရဲ့နှစ်နှစ်ကျော်ခန်းအဲကိုးမယူကွာငါတို့က၄ပိတ်ထပ်မှမလို့၄ပရိတ်နဲ့အချိန်ခိုက်ကခန်းဟိုယူမယ်ဆိုရင်တော့သူက၈ပရိတ်ကြီးဖြစ်နေပြန်ရောဒါပေမဲ့၄ပိတ်တယ်เนาะတတိထအဲ့တော့ကျွန်တော်တို့ ကိုးပရိတ်ကိုနောက်တစ်ဘက်ထပ်ကြည့်မယ်ဒီမှာကိုးပရိတ်ဒီကိုးပရိတ်နဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ခဏကဒါပြီးခဲ့တဲ့ဘွဲကကျွန်တော်ကစားခိုင်းနဲ့336နော်နောက်တစ်တခါလေးပရိတ်မြင်းကော930မကြိုက်ဘူးဗျာအဲ့တော့ကျွန်တော်တို့ကိုးပရိတ်ပဲအရာလိုက်ရှာမယ်အဲ့ဒီမှာကိုးပရိတ်နှစ်နှစ်ကျော်ဇောင်းကကန်တန်း6နှစ်6အဲ့မှာ6နှစ်6ကနှစ်မျိုးလုံးနဲ့လာကြီးနော် အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီနေရာမှာ၄ဗရိတ်အထက်ကိုမနစ်ကကဏ္ဍကိုကစားမယ်၄နောက်ပိတ်နေကြရင်၄နောက်ပိတ်နေကတမျိုးပေါ့နော်အခုက၂နောက်ပိတ်နေကြတော့၂နောက်ပိတ်နေကကျွန်တော်တို့တမျိုးကစားကဲဟုတ်ပြီအဲ့တော့မယုံမလွယ်တော့ထိုးရမှာပဲနော်ပြီးခဲ့တဲ့ဘွဲက366ကိုပြန်ထည့်လို့ရတယ်ရှေးပေါင်း9လဲရှိတယ်နော်ဒါကပြီးခဲ့တဲ့ဘွဲကကဏ္ဍလေးပေါ့လေနော်ထည့်ခြင်းလဲထည့်ထားလိုက် တော့ကျွန်တော်ကတော့ site အရာဒီ site ထဲကနှစ်ကွက်ပဲထုတ်ပေးမယ်နော်ဒီ break ကိုနဲ့အချိန်ခိုင်းမှာဖြစ်ထားတဲ့ဒီကဏန်းရေနော်နောက်တစ်ခါဒီကဏန်းလည်းကျွန်တော်ထည့်မယ်ဘာလို့ဒီကဏန်းကိုကျွန်တော်ထည့်မှာတော့ဆိုတော့နှစ်ကတ်နဲ့ပြန်ခွဲရင်ဟိုက်ကဏန်းကိုယူလို့ရတယ်နော်နှစ်ကတ်စီးနဲ့ပြန်ခွဲရင်အဲ့ဒီ၄ပြိတ်ထောက်ထားတဲ့ဇောင်းကနော်၄နောက်ပိတ်နဲ့ကဏန်းကိုသူ့ရဲ့နောက်နှစ်မှာ လေးနောက်ပိတ်နဲ့ထွက်မယ်ဆိုရင်လေသူကဖြစ်သွားအောင်ပါနော်ဒါမျိုးလေးလေးစဉ်းစားရမယ်အဲ့တော့နောက်ထပ်တစ်မျိုးကျွန်တော်တို့ခုနကဒီပရိတ်ကိုမြင်းကုန်ကန်နာဒီပရိတ်ကိုမြင်းကုန်ကန်နာဒါတွေကျွန်တော်တို့ထူးချင်းပြရတရားမလို့နော်ပြီးခဲ့တဲ့ဘွယ်ကျွန်တော်ရဲ့ဒုတိယအော်စီထဲမှာအဲ့ဒီကောင်ပါတယ်နောက်တစ်ချက်ပရိတ်ကိုရဲ့မြင်းကုန်ကသူပဲနော် နောက်တစ်ချက်ဒီဗရေ6ရဲ့ငင်းကုံကကဏ္ဍဆိုရင်ဒီ633เนาะဒါကြောင့်မလို့ကျွန်တော်ဒီမှာ633ကိုလည်းကျွန်တော်ရေးထားတယ်เนาะအဲ့တော့ဗရေ6ထောက်ထားတဲ့ဗရေ6ကဏ္ဍနောက်နှစ်မှာဗရေ6ရဲ့ဇောင်းမှာ633မှာလို့ပြန်ထည့်ရင်လည်းဒါပလက်လန်အောင်မယ်အဲ့ဒါကလည်းတစ်ချက်ထည့်ထားတယ်နောက်တစ်ချက်ဒီနေရာမှာထွက်မဲ့ကဏ္ဍဒီမင်းပြောသလို6 4 4ဘာမှမဆိုင်ဘူးကွာ4နောက်ပိတ်နဲ့မိနစ်ကကဏ္ဍဆိုရင် လေးနောက်ပိတ်နဲ့မနစ်ကကဏ္ဍနေကျွန်တော်အကုန်ထည့်ရမှာပဲဒီကောင်တွေကပြီးခဲ့တဲ့ဘွဲရတဲ့ကျွန်တော်ပြရတယ်နောက်ဘွဲမှာတစ်တုံညာလေးကျွန်တော်ထည့်မယ်နော်ကျွန်တော်ပြောခဲ့တယ်နော်နောက်တစ်ချက်ကအခုဒီကဏ္ဍမဟုတ်ဘူးနော်ဇာတိယာကျွန်တော်တို့မှာစိုက်မျိုးစုံရှိပဲဟုတ်ပြီအဲ့တော့ဘာလို့မင်းကအဲ့လေးတုံညာလေးကိုထည့်ပြောတော့ဆိုတော့လေးတုံညာလေးကနော်နောက်ဒီမှာကျွန်တော်ဆွဲထားတယ်ဒီလေးတုံညာလေးဒီ ါဒီ935တနည်းကျော်မှာ630အဲ့ဒီ630ရဲ့အောက်ဆောင်မှာထွက်တဲ့411သူရှိနှစ်ကကဏ္ဍဒီကဏ္ဍဒီ3နှစ်ကျော်တန်းနဲ့ပေါက်ထားတဲ့ကဏ္ဍသူကအဲ့ဒီလိုမျိုးသွားတိုက်ဆိုင်နေတယ်ဆိုရင်အခုကျွန်တော်တို့ဒီမှာ935ပရိတ်လေး၄ပါဝါ630ပရိတ်ကိုเนาะ935နဲ့630 အဲ့တော့9390နဲ့630ရိုက်ကုန်ရိုက်ပြီးတော့လေသူ့ရဲ့အောက်ဆောင်မှာထွက်မိကဏ္ဍသည်သူ့ရှေ့နှစ်ကကဏ္ဍဒီကဏ္ဍသည်ရှေ့3နှစ်ကျော်ကလာခဲ့တဲ့434ပါဆိုရင်ဒီကောင်ကဖြစ်သွားလို့လေရတယ်နော်အဲ့တော့ကျွန်တော်တို့က high line ထဲမှာမနစ်ကကဏ္ဍနေထည့်ရမယ်နော်နောက်ဒီ4ပါတဲ့ကဏ္ဍဒီကောင်နေချော့တွက်လို့မရဘူးနော်အဲ့တော့ကျွန်တော်လေးတစ်ချက်ဒီဒါဒီပွဲမှာဆိုရင်လေးတစ်ချက်ဒီလေးထည့်လို့ရတယ် เนาะအဲ့ကျွန်တော်ကမလွတ်အောင်တော့ထဲချရတာပဲเนาะ၄၅၀ရှိမယ်၄၃၄ရှိမယ်ဒါတွေကဒဲ့ဒဲ့တွေကြီးပဲเนาะ၆၆နှစ်လည်းဒဲ့ပဲ၆၃၃ဒဲ့ပဲ၈၃၄၈၁၄เนาะနောက်ဒီ၃ည၁၄ဒီကောင်နေတဲ့ဒါတွေလည်းထဲပဲဒါတွေအကုန်ထဲပဲအဲ့ကျွန်တော်ကအဲ့ဒီနေရာမှာ၄ပြိဋ္ဌာန်မှာလား အဲ့ဒီ၄ပြိဋ္ဌာတ်မှာလားဆိုတာကိုပူကြိုက်တယ်။ကိုပြိဋ္ဌာတ်ပြောရင်နော်။ကိုပြိဋ္ဌာတ်ကိုသိမ့်မကြိုက်ဘူးကြိုက်တာက၄ပြိဋ္ဌာတ်မှာလားဆိုတာကိုကျွန်တော်ပူကြိုက်တယ်။အဲ့တော့အဲ့ဒီ၄ပြိဋ္ဌာတ်အထက်ကကျွန်တော်ရှိမှရှိတယ်ဒီပွဲမှာနော်။ရှိတယ်ဆိုတာလေဒီ line ထဲမှာပဲ6 5 4 3 2နော်ဟုတ်ဒီ line ထဲမှာပဲဆိုတော့အဲ့ဒီနှစ်ထဲမှာ तू က ကျွန်တော်တို့သူ့ရဲ့နောက်နှစ်မှာပေါ့နော်ကျွန်တော်တို့ဒီမှာထွက်ခဲ့တဲ့ပရိတ်တကသူ့ရဲ့နောက်နှစ်မှာတစ်ပါวะပရိတ်6ထပ်တာနော်အဲ့ဒီကိုထိတ်စီပရိတ်ကိုလို့ရိုက်တယ်တနည်းကြော်မှာသူကပရိတ်7ရိုက်တယ်နော်အဲ့ဒီ7ရဲ့ပါวะသူ့ရဲ့နောက်နှစ်မှာ6ပရိတ်ကထပ်တာ ဒါဆိုရင်ဒုတိယကပ်မှာတုံညပရိတုံညတနစ်ကျော်တုံညပရိလို့ထည့်လိုက်တယ်တုံညရဲ့ပါဝါသူ့ရဲ့နောက်နှစ်မှာ၅ပရိကထပ်တာ၅ပရိထပ်တာနော်အဲ့ဒီ၅ပရိထပ်ပထမထပ်တယ်၆ပရိကအပူဒုတိယထပ်တယ်ပရိ၅ပရိ၅လို့ထပ်တဲ့နေရာမှာလေအပူနဲ့ပဲသူထပ်တယ် နော်6တစ်ပါပါ6ထပ်ပြီးတုံညပါပါ9ထပ်ပြီးအပူးနေပဲထပ်တယ်နော်အပူးတွေနေပဲထပ်တယ်အပူးတွေနေပဲထပ်တယ်ကဲဒီတစ်ခါသတ္တရုပ်အလဲတစ်ပါပါဗရိတ်7လို့ရိုက်တယ်တနည်းကြော်မှာဗရိတ်6လို့ထည့်လို့အဲ့ဒီ6ရဲ့ပါပါသူ့ရဲ့နောက်နှစ်မှာ ပထမဦးဆုံးစကြတယ်၄ဗရိတ်ကထပ်မှာနော် အဲ့တော့၄ဗရိတ်ကဒီမှာစကြပြီသူ့အောက်မှာ၄ဗရိတ်ထပ်မယ်အပူနော်အပူအဲ့ဒီအပူဆိုတော့ဒန်နန်းဒန်ဟဲ့တကွာတည်းရှိတာနော်ယုံယုံမယုံယုံပုံမြင်လို့သာမှတ်လိုက်ကြိုက်ရင်အော်ပလိုက်လို့ရတယ်နော်ဒီမှာအော်ခြင်းလည်းမအော်နဲ့အကောက်လေးကိုကျွန်တော်မိတ်ဆက်ရင်းနဲ့ပြပေးတယ်နော် အဲ့တော့အဲ့ဒီထဲကကျွန်တော်မိတ်ဆွေတွေ662တကွက်ကိုတော့မဖြစ်မနေထည့်ထိုးတာပါကျန်တာကတော့ကြိုက်မှထိုးမကြိုက်ရင်မထိုးနဲ့